တရင်ပေးသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခန့်အပ်ပါရခင်ဗျာအခုတကပထမအဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မင်းအောင်လိုင်မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲလာတဲ့ချိန်အလဲပိုင်းတိုင်းစတက်နာချုပ်တဲ့ကို short တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်အချမ်းပတ်စကောင်းဆောင်မင်းအောင်လိုင်က ဒီကနေ့ကြာရောက်တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုလာရောက်တဲ့ချိန်မန္တလေးမြို့နန်းလွဲမှာရှိတဲ့လေပိုင်းတိုင်းစက္ကနာချုပ်တို့ရော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခဲ့တယ်လို့ Brave Warrior for Myanmar BWN ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်ဒီကနေ့အော်တိုဘားလ၄ရက်နေ့မနက်6:55မိနစ်ချိန်မင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတက်ရန်တို့ကပြင်းဦးလွဲမှာမန္တလေးတို့ရောက်ရှိလာပြီးနန်းလွဲမှာရှိတဲ့လေပိုင်းတိုင်းစက္ကနာချုပ်အတွင်းမှာခေတ္တဝင်ရောက်တိုက်ခုတ်ခဲ့တယ်လို့သတင်းရရှိတာကြောင့်အခုလိုရော့တိုက်ဒုံးနှလုံးနဲ့တိုက်ခိုက်ခဲ့ကြောင်း မန်တကတို့ရာပြည့်ပွဲမှာမယောင်းနိုင်ငံရတားပြည်သူများပြားကိုလူသားတိုင်းဖြစ်အကားကွယ်ယူပြီးပွတ်တက်မှာဖြစ်အောင်အစိုးရခန်းနာကိုတခိုက်တာကနေရာအတိကျလည်းဖြစ်လို့ပုံမလွယ်ကူပေမဲ့အရင်မှရှိတဲ့ရတားပြည်သူတွေကိုပါထိခိုက်မှာကိုရှောင်ရှားလို့ရာကြောင်းမယောင်းနိုင်ငံခေတ္တတဲခို့တယ်လာပခအတွင်းကိုပဲပြစ်ခတ်တခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ပြည်သူများရဲ့အကားခုံနေနဲ့လူသားတိုင်းလှုပ်ထားတာကြောင့်မန်တကတို့ရာပြည့်ပွဲတက်နေတဲ့မယောင်းနိုင်ငံကိုထမ်းမှန်တိုက်ခိုက်ရန်ခွင့်မတားခဲ့ပေမဲ့လည်း အဲ့ဒီလာဘကအတွင်းကိုပြက်ကတ်ထားမှုကြောင့်၎င်းရဲ့တပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိနိုင်ကြောင်းဒီကနေ့မစ်ရှင်ဟာနိုင်ပိုင်းတွင်လျက်တစ်ပြက်စီစဉ်ရတဲ့မစ်ရှင်ဖြစ်ပေမဲ့အကြံဘက်စေကောင်းဆောင်ကိုအမှန်တကယ်ချိန်ချောင်းနိုင်တဲ့မစ်ရှင်ဖြစ်တဲ့တော့ဂူကြီးအားဖြည့်ပေးတဲ့နေမြေကမဟာမိတ်တွေကိုထူးပြန်ကျေးဇူးတင်တယ်လို့လည်းဘရေးဝါရီယာဖော်မြန်မာမှာတာဝန်ရှိသူကပြောပါတယ်မင်းအောင်လိုက်လာဘကမှာလာတဲတယ်လို့သိရလို့ချက်ချင်းစီစဉ်လိုက်ရတာပါရော့တိုက်တုံနှလုံးစလုံးလာဘကတွေကိုကြားတယ်လို့သိရပါတယ်အဲ့ဒီမှာပြင်မှတ်ကတော့မင်းအောင်လိုက်စီကိုပါပဲ ဘာပဲဖြစ်ဖြစ်တူလာတဲ့ချိန်အခုလိုချင်းချောက်ပြင်းနိုင်လို့အောင်မြင်တယ်လို့ပဲပြောရပါမယ်။အဲလိုပြစ်ပြီးမကြခင်မှာ MI 35နဲ့ပါရှာတယ်။ဝိုင်းတွဲနဲ့ကောပတ်ရှာတယ်။လာဘခဝင်းကျင်ရောမန်မျိုးပေါ်မှာရောပတ်ဝဲနေတာ။ရဲဘော်တွေအလုံးကတော့ဘေကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Brave Warrior for မြန်မာမှာတဝင်ရှိသူကရှင်းပြပါတယ်။အစိုးရမရှင်းကို Brave Warrior for မြန်မာ BWN ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ No More Dictator ရှေ့ NMD PDN ပေးပေးစာဖန် force နဲ့ ရရနာဘုံတပ်ဦးဖွဲ့တို့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး BWN ရဲ့ Mission 46ဖြစ်အောင်မြင်စွာဖြစ်ခဲ့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့မနက်စနေနေ့ဝင်းကျင်မှာမင်းအောင်လှိုင်ကမန်လေးတက္ကသိုလ်ရာပြည့်အခမ်းအနားသို့တက်ရောက်ပြီးဖွင့်ပွဲဖွင့်လှစ်ခြင်းနဲ့အမတရားစကားပြောခြင်းတက္ကသိုလ်အဆောက်အအုံများကိုကြီးရှုစစ်ဆေးခြင်းနဲ့လှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ဒေါ်စန်းစုကြည်လွန်မြောက်ရေးမြမစစ်တပ်ကိုဖိအားပေးရန်တို့ကတာဖြဲသူကတရုတ်သမ္မတရှီချင်းဖြင့်ကိုမြေတရက်ခန့်တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ မြန်မာဒီမိုကရေစီခေါင်းဆောင်နိုင်ငံတော်ရဲ့တိုင်းပင်ခံပုဂ္ဂိုလ်ဒေါက်ဆာစုကြည်ကိုပြန်လို့ပေးရေးလက်ရှိမြန်မာစစ်တပ်ကိုဖိအားပေးရန်ဒါပြစ်သူကိုထိန်လင်းကော်ကင်အဲရစ်ကဒီယုတ်တပ်ပရရှိချင်းပြင့်ကိုမြေတားရက်ခံလိုက်တယ်လို့ South China Morning Post ကသတင်းဖော်ပြပါတယ်ဆေးရနာတင်ခဲ့တဲ့2022ခုနှစ်မှစတင်ပြီးတော့ထောင်သွင်းအချင်းချခံထားရတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆာစုကြည်ရဲ့နှလုံးရောဂါပြဿနာနဲ့ထောင်သွင်းခြင်းတွေများဇိုးဝါနေမှုတွေကိုဒါဖြစ်သူကိုထိန်လင်းကထုတ်ပေါ်ပြောဆိုလာပြီးတော့ ရုတ်သမရရှိချင်းဖင်အနေနဲ့မိခင်တော်စန်းစုကြည်လွန်မြောက်ရေးစတက်ကိုဖိအားပေးဖို့တောင်းဆိုလိုက်ပါတယ်။အခုတူမကိုလှုပ်ပေးရင်လည်းလွန်မြောက်တဲ့သူတွေကိုလှုပ်ပေးဖို့မြမဆဲအစိုးရကိုဖိအားပေးဖို့တရုတ်သမရရှိချင်းဖင်ကိုကျွန်တော်မြတ်တာရက်ခံပါတယ်။မိမေးကိုလှုပ်ပေးဖို့တရုတ်ကတောင်းဆိုနေပါတယ်။တရုတ်ဝနပိုင်းတွေကတူမကိုတွဲခွင့်ရဖို့တောင်းဆိုပေမဲ့လည်းဘယ်တော့မှစတက်ကတွဲခွင့်မပြုခဲ့ပါဘူး။တခြားဘသူကမှလည်းတွဲခွင့်မပေးဘူးလို့ကိုထိန်လင်းကပြောဆိုပါတယ်။ဒါပြင်တော့ဇန်စုကြည်ကို တွဲခွင့်ရရှိရေးစူးစမ်းမှုတွေကိုဖိတ်ခေါ်လိုက်ပြီး အိုင်လိုတွဲခွင့်ရရှိမယ်ဆိုရင်အနေဆုံးနေနဲ့တောင်းစန်းစုကြည်တက်ရှင်နေတာကိုဒီပြုတ်နိုင်မှာဖြစ်တယ်လို့လဲဆိုပါတယ်။အမေထောင်ထဲမှာတည်သွားမှာကိုကျွန်တော်တစ်ချိန်လုံးစိုးရိမ်နေပါတယ်။ထောင်တွင်ချင်းတွေကကြောက်စရာကောင်းတယ်လို့ကိုထိန်လင်းကပြောပါတယ်။ဒါပြင်မြို့သားညညရဲ့စိုးရကလည်းတောင်းစန်းစုကြည်ကိုဆက်လက်ချင်းချထားခြင်းကတိုင်းပြည်ရဲ့အချက်တဲကိုပုံမနဲ့ဆိုင်လာစေမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။အခုတောင်းစန်းစုကြည်ကိုဆက်လက်ဖမ်းဆီးထားတာကတဘောတာကွယ်လွယ်မှုတွေကိုခိုင်းပါစေမယ်။ပရိပခါတွေကိုရှင်းချစေမယ်။ အမျိုးသားပြန်လည်တင်းမြတ်ရေးကိုပိုခတ်ခဲစေမှာဖြစ်ပါတယ်လို့အန်ယူဂျီနိုင်ငံကပူပေါင်းဆောင်ရွက်မှုဝန်ကြီးဒေါက်တာဆဆာကပြောပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ဒါဖြစ်သူကိုထိန်လင်းကတော့သူ့အမေကိုလူချင်းပြန်လည်တွဲဆုံခြင်းနဲ့လို့ပြောပါတယ်။ကိုထိန်လင်းဟာ1988ခုနှစ်ကတည်းကသူ့ရဲ့မိခင်ဒေါအောင်ဆန်းစုကြည်နဲ့ကွဲကွာခဲ့ရခြင်းလည်းဖြစ်ပါတယ်။အခုအမေကိုလူကိုယ်တိုင်ပြန်တွဲခြင်းနဲ့လို့ကိုထိန်လင်းကပြောပါတယ်။ဒေါအောင်ဆန်းစုကြည်အနေနဲ့အာနာရရှိခြင်းကမင်းအောင်လိုက်ထက်တရုံနဲ့ပုံမိုးရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပြီး ဘိုးမိုးကောင်းမွန်နဲ့ဆက်ဆံရေးရှိခဲ့တယ်လို့လည်းကိုထိန်လင်းကဆိုပါတယ်။အရင်တုန်းကအမေနဲ့အန်လန်တီဟာအာနာသိမ့်မှုမတိုင်ခင်ဒီုံနိုင်ငံနဲ့ကောင်းမွန်နဲ့ဖြစ်ထုံးနဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။သူမကတရုတ်နဲ့ဆက်ဆံရေးကိုမြင့်တင်ဖို့ကြိုးစားခဲ့တယ်။ဒါကသုံးနိုင်ငံတို့ကအရင်အရေးပါတယ်ဆိုတာသူကသဘောပေါက်တယ်လို့ကိုထိန်လင်းကဆိုပါတယ်။ရခိုင်အန်လန်တီအစိုးရလက်ထက်2015နဲ့2016ခုနှစ်တွေမှာဒေါံဆန်းစုကြည်ကတရုတ်နိုင်ငံသို့တွားရောက်လဲပတ်ခဲ့ပူပါတယ်။အခုအမေကိုပြန်လို့ပေးတာဟာမြန်မာရဲ့ပြဿနာတွေကိုဖြေရှင်းဖို့ လိုအပ်တဲ့အခြေအနေတစ်ခုလို့ကျွန်တော်ယုံကြည်ပါတယ်လို့ကိုတိန်လင်းကပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့အောင်လန်းဆန်ဒုတိယအချီမှာအလဲထိုးနဲ့အနိုင်ရရှိတဲ့တဲ့င်းကိုတင်ဆက်ပေးခြင်းပါတယ်။ဒီကနေ့မနက်ပိုင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာထိုးတက်ခဲ့တဲ့ပွဲစဉ်မှာမြန်မာပရိသတ်တို့ချစ်တော် MMA fighter အောင်လန်းဆန်ဟာသူ့ရဲ့ပြိုင်ဘက်ကာတက်စတန်ကိုပွဲစဉ်ဒုတိယအချီမှာအလဲထိုးနဲ့အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။ဒီကနေ့ပွဲစဉ်မှာအောင်လန်းဆန်နဲ့သူ့ရဲ့ပြိုင်ဘက်ဆူတင်ဖိုက်တာကာတက်စတန်တို့ဟာ MMA ပွဲစဉ်ဖြစ်ပေမဲ့ချုပ်ွက်တွေမတုံးခဲ့ပဲလက်သေးထိုးချက်တွေခြေကန်ချက်တွေနဲ့ထိုးတက်ခဲ့ကြတာမလို့ဒါကကြည်ကောင်းတဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့ပြီးပရိသတ်တွေကိုဖျော်ပြမှုအပြေးဝါပေးစွမ်းခဲ့ပါတယ်အဲလိုနဲ့ပထမချီမှာနှစ်ဦးစလုံးခြေကန်ချက်တွေအဓိကထားပြီးအကဲဆန်းထိုးတက်ခဲ့ကြပြီးတော့ပထမချီဘီကနီးမှာအွန်လိုင်းအစံဘက်ကလက်သေးတွဲလုံးနေနဲ့တိုက်စစ်ဆင်ခဲ့လို့အဲ့ဒီပွဲစဉ်ဟာပုံမှုမြိုင်းဆိုင်လာခဲ့ပါတယ်ဒုတိယချီမှာတော့အွန်လိုင်းဟာကာတက်စတန်ကို လက်သေးချက်တွေဒူတိုက်ချက်တွေပုံမူအားပြုတ်ပြီးတော့တိုက်စစ်ဖွင့်ခဲ့ရတာကနေတပတ်ကကာတက်စတန်ဟာအသေးအတန်ကူးကန်ထိုးတက်ခဲ့ရပြီးလက်သေးချက်တထောင်ရိုက်ချက်တွေနဲ့အောင်လာကိုတုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဝိုင်းရင်ဖိုက်တာအောင်လာကကာတက်စတန်ရဲ့ခိုးကန့်မှုကိုပညာသာပပရင်ဆိုင်ပြီးတော့ဘဲညာလက်သေးတွယ်လုံးတွေနဲ့နီးကပ်ဒူတိုက်ချက်တွေကိုအုံပြုတ်တိုက်ခိုက်ခဲ့ရမှာဒူတရအချီ2မိနစ်နဲ့30စက္ကန့်မှာပြိုင်ဘက်ကာတက်စတန်ကိုအလဲထိုးအနိုင်ရရှိခဲ့ပါတယ်။ဒီကနေ့ပွဲစဉ်ကိုအသာစီးကနေအလဲထိုးအနိုင်ယူခဲ့တာကြောင့်လည်း ဝမ်ချမ်းမြန်ရှေ့ရဲ့နှစ်ထက်ခွန်းချမ်းမြန်ဟောင်းမြန်မာပြည်သက်တည်းရဲ့ချစ်တော်အောင်လားအဆန်ဟာသူ့ရဲ့ MMA ကစားသမားဘဝနောက်ဆုံးပွဲစဉ်ကိုနိုင်ပွဲနဲ့တူချိုးမြင်စွာအဆုံးသတ်နိုင်ကြတာဖြစ်ပါလိမ့်။နောက်ထပ်တမန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရွှေချင်းခါမရ968တရင်ကိုလက်နက်ကြီးစနိုက်ပါတွေနဲ့တော်လိုင်းရေးတပ်များကဖိကတ်တိုက်ခိုက်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းရွှေချင်းမြို့နယ်မှာအကြမ်းဖက်စကောင်းစီရဲ့ခါမရ968တရင်ကိုလက်နက်ကြီးစနိုက်ပါတွေနဲ့နေစင်နေပါဖိကတ်တိုက်ခိုက်ခဲ့အောင် အချမ်းဘတ်စစ်တပ်ကတေဆုံထိခိုက်မှုတွေရှိခဲ့ပြီးတေဆုံတဲ့စစ်သားတချို့ကိုလည်းတရဲအနီးမှာပဲမြေမြုပ်တကြိုထားတယ်လို့ပဲခူခရိုင်ဘကဖတာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ၂ရက်နေ့ကရွှေချင်းမြို့ခြေဆိုင်အချမ်းဘတ်စကောင်းစီရဲ့ခမရ၅ခုရှိတဲ့ရင်ကိုဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့များကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တခတ်ရမှာအချမ်းဘတ်စစ်သား၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးစင်ဝါစေယုံတို့တည်ဆောင်သွားခဲ့ကြအောင်အလားတူအဲ့ဒီတရင်စကန်းကိုနေစင်နီပါလက်နက်ကြီးစနိုက်ပါတွေနဲ့တွားရောက်ပြစ်ခတ်တခတ်ရမှာ အကြံဘက်စစ်ကွေးတွေထိခိုက်သေဆုံးမှုရှိပြီးတော့အဲ့ဒီတေဆုံးစစ်တာတချို့ကိုတရင်အနည်းမှာပဲမြေမြုပ်ပစ်တယ်လို့သိရပါတယ်။အခုပြီးခဲ့တဲ့အော်တိုဘားလ၂ရက်နေ့ကနေတိုက်ခိုက်ခဲ့လို့ဒဏ်ရာရတာက၂ဦးနောက်ဆက်တွဲတရင်ကတော့တီမပြုတ်နိုင်သေးပါဘူး။အဲ့ဒီတရင်ကိုလက်နက်ကြီးစနိုက်ပါတွေနဲ့နင်းစင်နေပါသွားချနေတာ။တေဆုံးတာတွေလည်းများတယ်လို့ဘကိုခရိုင်ဘကဖတာဝန်ရှိသူကပြောပါတယ်။အဲ့ဒီလိုတေဆုံးတဲ့စစ်ခွေးများအားတရင်အနည်းမှာမြေမြုပ်ပစ်တာကို ယခုရပိုင်းတွင်ကလက်နက်မဲ့လင်းဝင်းလာတဲ့စစ်မှုတပ်တသားတအူးကလည်းတီးပြူပြောပါလိမ့်။လက်ရှိမှာချမ်းဘက်စကောင်းစီရဲ့ခမရ98တရင်ကို KNL တရင်ခွန်နဲ့ပူပေါင်းပြီးပဲခူးခရိုင်ပကပလက်နက်ကြီးတပ်ဖွဲ့ကဝါလက်နက်ကြီးတပ်ဖွဲ့တို့ကတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါလိမ့်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြေရောက်ဆေးရုံဆေးရုံအပါဝင်လုံကျုံနဲ့ဆေးရုံဈေးကန်းတွေတိစောက်နေတယ်လို့အန်ယူဂျီဂျမားရဲ့ဝင်ကြီးပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အချမ်းဘက်အာနာတိန်စကောင်းစီတက္ကသိုလ် ဇေယုံဇေကန်းနေနဲ့ဂျမရီဆောင်ရှောက်သူတွေကိုပြစ်မှတ်ထားလေချောင်းတိုက်ခိုက်နေတာကြောင့်မြေရောက်ဇေယုံနေအပါဝင် လုံကြုံစိုက်ချရတဲ့ဇေယုံဇေကန်းတွေတိဆောင်းနေတယ်လို့အမျိုးသားညှို့ညွတ်ရေးအစိုးရအန်ယူဂျီဂျမရီဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်ဂျမရီဝန်ကြီးဒေါက်တာဇော်ဝေစိုးကိုဆက်သွယ်မေးမြန်းရမှာဝန်ကြီးကတော်လန်ရေးရဲဘော်တွေအပါဝင်ပြည်သူတွေလုံကြုံစိုက်ချရတဲ့ဂျမရီဆောင်ရှောက်မှုရရှိစေရေးအတွက်၎င်းတို့ဆောင်ရွက်နေတဲ့အခြေအနေတွေကိုခုလိုပြောပြခဲ့ပါတယ် ဒေါ်လာရဲဘော်တွေကိုအများပြည်သူတွေနဲ့ရောပြီးကူးသားချိန်မှာလုံခြုံရေးကိုအထူးဂရုစိုက်ရတယ်လို့ဝန်ကြီးထောက်တာဇော်ဝေဆိုးကပြောပါတယ်။တပတ်မှာစကောင်းစီဘက်ကလည်းဈေးုံဈေးကန်းနဲ့ဂျမ်းမကြီးဆောင်းရှောက်တဲ့သူတွေကိုရွေရွေချက်ရှိရှိနဲ့လေချောင်းကနေတခိုက်တာတွေလုံးနေချိန်မှာဒါတွေကိုအထူးဂရုစိုက်ပြီးပြုစုကူးသားဆောင်းရှောက်မှုတွေပေးနေရတယ်လို့ရှင်းပြပါတယ်။မြေရောက်ဈေးုံအခုချိန်မှာဈေးုံတည်ဆောက်နေတာဟာဒါရဲ့ရွေရွေချက်ကတော့အခုဒေါ်လာရဲမှာရှိနေတဲ့ရဲဘော်တွေအတွက် ဦးစားပေးရည်ရွယ်ချက်နဲ့တည်ဆောက်နေတာဖြစ်ပါတယ်လို့ဝန်ကြီးကပြောပါတယ်။ဒါပြင်ပြည်သူလူထုရဲ့ဈာမရေးဆောင်ရှောက်မှုကိုလည်းဘေးဖို့အတွက်ဖြစ်တယ်လို့ရဲဘော်တွေရဲ့ဈာမရေးဆောင်ရှောက်မှုကိုပေးနိုင်ဖို့အတွက်မြေအောင်ဆေးရုံတွေလုံခြုံစိတ်ချရတဲ့ဆေးရုံဈေးကန်းတွေတည်ဆောက်နေတာဖြစ်တယ်လို့လည်းပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝေစိုးကရှင်းပြပါတယ်။ဒေါ်လန်ရေးမှာဈာမရေးဆောင်ရှောက်မှုမှာဦးစားပေးနံပါတ်1ဖြစ်တဲ့ဒေါ်လန်ရေးထဲမှာရှိနေတဲ့ရဲဘော်တွေရဲ့ဈာမရေးဆောင်ရှောက်မှုဟာဈာမရေးဝန်ကြီးဌာနရောကာကွယ်ဝန်ကြီးဌာနရောမှာရှိတဲ့ အရိဌာနတွေမှာရှိတဲ့စေတဖွဲ့တွေရဲ့ဦးစားပေးအစီအစဉ်ဖြစ်တယ်လို့ပြောပါတယ်။လက်ရှိဂျမိုင်းဝန်ကြီးဌာနမှာအင်အား9000ကျော်ရှိတဲ့စီဒီအန်တွေနဲ့ဖွဲ့စည်းထားတယ်လို့ MOD ကာကွယ်ဝန်ကြီးဌာနဈေးဖွဲ့မှာလည်းအင်အား1000နီးပါးရှိတဲ့ဈေးဖွဲ့များကိုဖွဲ့စည်းပြီးတော့ဂျမိုင်းဆောင်ရှောက်မှုတွေပေးနေတယ်လို့လည်းသိပေးပါတယ်။ဒါပြင်ဒေတာလိုက်ဂျမိုင်းဆောင်ရှောက်နိုင်တဲ့ဈေးုံဈေးကန်တွေရှေတန်းဈေးုံဈေးကန်တွေတစိမ့်လိုက်တရင်လိုက်ဈေးဖွဲ့ဖွဲ့ထားပြီးတော့ဂျမိုင်းဝန်ကြီးဌာနမှာရှိတဲ့ဈေးုံတွေမှာ ရဲဘော်များတို့ကခားမဲ့ဂျမ်းမာရေးဆောင်ရှောက်မှုတွေပေးနေတယ်လို့ပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒဇယ်ရေဦးလမ်းမိုင်းကိုထိုးစစ်ဆင်လာတဲ့စကောင်းစီစကြောင်းအထင်းနာတပ်ပြန်ဆုံးရတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။စကိုင်းတိုင်းဒဇယ်ရေဦးလမ်းမိုင်းကိုစုံမုံးနိုင်ရေးအတွက်ထိုးစစ်ဆင်လာတဲ့အချမ်းပတ်စစ်တပ်စကြောင်းအထင်းနာပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့ဒေသတွင်းစီရေးတဝန်ရှိသူတွေကပြောပါတယ်။လက်ရှိကမ်းဘလူးမြို့နယ်ဘက်ကနေဒဇယ်မြို့နယ်ကိုစစ်ရင်အားဖြည့်ပြီးတဲ့နောက် ရေဦးနဲ့တစဲကားလမ်းမကိုယခုလာတရံနေ့ကစပြီးတော့စကားစကားစကြောင်းထိုးလာတာလို့ဆိုပါတယ်။ခြေမြန်တရင်အမှတ်363ခမရ363နဲ့ဘူဇော်တီအင်အား200ဝန်းကျင်ပါတယ်လို့တီးပေးထားပါတယ်။အခုဇီကုံဘက်ကိုပြန်ဆုတ်သွားပြီ။တစဲရေဦးလမ်းမိုင်းကိုစုံမမှုယူဖို့လို့မြင်နေ။ရွေကောက်ပွဲတွက်ရန်သူဘက်ကရာသမြနယ်မြေတွေကိုသူတို့တို့ဆုံမရယူဖို့လှုပ်လာနိုင်ပါတယ်လို့အချမ်းဘက်စကားစစကြောင်းကိုတိုက်ခိုက်နေတဲ့စကြောင်းတစ်ကြောင်းရဲ့တာဝန်ရှိသူကပြောပါတယ်။ လက်ရှိမြေပြင်ချက်လက်တွေဟာဒဇယ်တိုက်ပွဲမှာဆဲအိုဆူဘက်က9ဦးတည်ပြီး30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသတင်းရပါတယ်။အဲဒီလိုစစ်ကြောင်းအထိနာသွားတဲ့ဂျမ်ဘက်စစ်ကောင်းစီကတနေရွာကိုမီးရှို့ပြက်စီးသွားပြီးပြည်သူပိုင်းပြည်စည်းတွေလည်းယူဆောင်သွားတယ်လို့သိရပါတယ်။အဲဒီလိုဂျမ်ဘက်စစ်ကောင်းစီမီးရှို့ပြက်စီးခဲ့တဲ့တနေချေးဝါမှာနေအိမ်လုံး20ကျော်ပြက်စီးသွားတယ်လို့သိရပါတယ်။အဲဒီစကားဆစစ်ကြောင်းကို အမတ်တေရှုဖို့ခရိုင်စစ်ဌာနတိုင်ရင်ကိုတိုင်ရင်6တိုင်ရင်7ဘျူဟာ52ပေါ်ဦးစစ်ကြောင်း တစဲဘကဖာရေဦးဘကဖာ LPDF တစဲတို့ကပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဒေသခံစီရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ဒါပြင်ဂျမ်းဘက်စကောင်းစီကမြေပြင်မှာစစ်ကြောင်းမဝင်ခင်ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့နေလဲပိုင်းကရေဦးတစဲကားလမ်းမဘေးကရွာတွေကိုဂျိုင်းရိုကော်ပတာ3စီးနဲ့လေးချောင်းတိုက်ခိုက်ခဲ့ပြီးအရင်မှာရတားအမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးဒီနားဆင်ကြတဲ့တရင်ပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပါတရင် ဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။